ဆရာဗီဒီယိုလေးတွေကိုကြည့်နေတဲ့လူတွေပို့ပေါ့နော်ထူးသဖြင့်ဆရာတို့ပြောမယ်ဆိုလို့ရှိရင်လူငယ်တွေပေါ့ဗီဒီယိုလေးတွေကိုကြည့်သွားရင်ကြည့်သွားရင်လည်းဆရာဗီဒီယိုအခုတွေ့နေရပြီဆိုလို့ရှိရင်အချိန်လေး10မိနစ်လောက်ဖြစ်ဖြစ်မိနစ်ပိုင်းလောက်ဖြစ်ဖြစ်ပေးပြီးတော့နားထောင်ကြည့်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီဗီဒီယိုကလူငယ်တွေအတွက်ပေါ့နော်အထူးသဖြင့်ဒီခေတ်လူငယ်တွေအတွက်ကိုဆရာပြောပြတာဘာလို့လဲဆိုလို့ရှိရင်ဒီကာလာကြီးမှာကြိုးစားရင်ကြိုးစားရင်အရန်ပင်ပန်းနေကြလိမ့်မယ် ပင်မနေတယ်ဆိုတာလည်းသိတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ဆရာတို့ဗမာလူမျိုးတွေဒီမိမိကိုယ်ကို healing လုပ်ဖို့အရန်ဝင်လေးကြရတယ်ပေါ့နော်။မိမိကိုယ်ကိုကုစားဖို့ဒီလည်းအရန်အရေးပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီခေတ်မှာလူငယ်တွေဒီနာဂတ်ကိုပေါ့နော်ဆရာတို့ပြောမယ်ဆိုလို့ရှိရင်ကြိုးစားဖို့အတွက်စဉ်းစားရင်စဉ်းစားရင်ဟိုဟာလည်းမဖြစ်နိုင်ဒီအရာလည်းမဖြစ်နိုင်ဆိုတော့အတွေးတွေများပြီးတော့လမ်းပြောင်းနေတတ်ကြတယ်။ဒါတွေအတွက်ကိုဆရာတို့ဘာပြောချင်လဲဆိုလို့ရှိရင်အများအား စူးစမ်းဖို့လိုတယ်ပေါ့เนาะပြောမယ်ဆိုလို့ရှိရင်အရန်စူးစမ်းတဲ့လူမဖြစ်စေနဲ့ဘာလို့လဲဆိုလို့ရှိရင်ဆရာကိုယ်တိုင်အရန်စူးစမ်းတဲ့လူနေရာကိုရောက်ခဲ့ဘူးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဆရာဒါတကယ်ဥမလူငယ်တွေဆရာနဲ့ရွယ်တူတန်းတူတွေစူးစမ်းနေတဲ့လူတွေကိုအကြံပေးချင်တာဒီအရန်စူးစမ်းနေတယ်ဆိုလို့ရှိရင်ခဏလေးအနားယူလိုက်ပါเนาะခဏလေးရပ်တန့်လိုက်ပါပြီးရင်အမြဲတမ်းစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါဘာလို့လဲဆိုလို့ရှိရင်ဆရာတို့ဒီတစ်နေ့တစ်နေ့ မိသားစုပင်ပန်းမှုတွေစိတ်ပင်ပန်းစရာတွေတောကတွေစိတ်ဖြည်စည်းမှုတွေလူငယ်ပိုင်းနေမှာမဟုတ်ဘူးလူလတ်ပိုင်းနေမှာလည်းအများရန်ကြုံနေရတယ်ပေါ့နော်အဲ့တော့ဘာလို့ပြောချင်လဲဆိုလို့ရှိရင်မြန်မာလူမျိုးတော်တော်များများဒီဆရာတို့ဗမာတွေဒီဘာလဲဆိုလို့ရှိရင်မိဘနဲ့သားသမီးပဲဖြစ်စီပေါ့နော်တယောက်နဲ့တယောက်ကျင်နာနှွေးထွေးမှုကိုပေးဖို့ဒီအရန်ဟိုမှဝင်တာဖြစ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အခုဆရာဗီဒီယိုကြည့်နေတဲ့နေရာမှာ ယောက်ျားလေးတွေပဲပါသည်ဖြစ်စေလူငယ်တွေပိုင်းစဉ်းစားကြည့်လိုက်ကို့အဖေကိုချစ်တယ်လို့ပွန့်ပွန့်လင်းလင်းပြောဦးတဲ့လူတွေရှိလားကို့မိသားစုကိုချစ်ကြောင်းနှွေးထွေးကြောင်းကျင်နာကြောင်းပြဖို့ဒီအမတန်ဆရာတို့လူမျိုးတွေဒီခဲရင်နေပေါ့အဲ့ဒါတွေဒီဘဝမှာခဲရင်မှုတွေဖြစ်လာတတ်တယ်ဘာလို့လဲဆိုလို့ရှိရင်ဆရာတို့ healing ကိုမရကြဘူးပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်စိတ်ကဲဆရာတို့မှာစူးစမ်းခြင်းစိတ်ဒီဘာဘယ်ကနေလာလဲဆိုလို့ရှိရင်ဒီချစ်ချင်းမြတ်တာတွေ ဒီအကျင့်အကျင့်နာတရားတွေငြိမ်းချမ်းမှုတွေအနေလာတယ်အဲ့တော့မိမိကိုယ်ကိုအရင်ငြိမ်းချမ်းအောင်လုပ်ပါ healing လုပ်ပါကိုယ့်အတွက်ကိုအချိန်လေးယူပါလို့ရှားအကြံပြုပါတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုမှအချိန်မပေးနိုင်ဘူးဆရာတို့ကိုယ့်ကိုယ်ကိုစိတ်ကလေးကိုငြိမ်းချမ်းအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဆက်ပြီးတော့ပင်ပန်းနေကြမှာပဲဘာလို့လဲဆိုလို့ရှိရင်ဘဝအောင်မြင်မှုရအောင်ကြိုးစားနေတဲ့ပုံကိုယ်တိုင်းဒီကိုယ့်အတွက်ကိုပြန်ပြီးတော့မစဉ်းစားမိကြဘူးမိသားစုဖို့ နော်ကိစ္စတွေလှုပ်ဖို့နောက်အနာဂတ်ဖို့ပဲပူပန်နေတယ်ခဏလောက်ဖြစ်ဖြစ်ဒီပြောမယ်ဆိုလို့ရှိရင်ပစ္စုပန်ကာလမှာအဲ့တော့အခုပစ္စုပန်ကာလမှာခဏတစ်ဖြုတ်လောက်ရှင်သန်ကြည့်လိုက်ကြပါဘာလို့လဲဆိုလို့ရှိရင်အတိတ်ကိုလည်းသွားပြီးတော့မပူပန်ပါနဲ့အနာဂတ်ကိုလည်းသွားပြီးတော့ ပူပန်ကြောက်ကြဆင်းရဲမှုတွေမဖြစ်ပါနဲ့ပေါ့ဆရာတို့လက်ရှိပြစ်ဆုံးပံကာလမှာနေတိုင်းနေတိုင်းမိမိကိုယ်ကိုအေးချမ်းအောင်လုပ်မယ်အဓိက progress ဖြစ်နေဖို့ပဲပေါ့နော်နောက်ဆယ်နှစ်တာယူသွားပြီးတော့လည်းအရင်အတွေးပူမနေပါနဲ့ healing လုပ်ပါကိုယ့်ရဲ့ခံစားချက်တွေကိုရင်ဖွင့်ပါလို့ဆရာဒီနေရာမှာပြောချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်မျိုးတိတ်တာတွေမျိုးတိတ်တာတွေများလာတဲ့ပုံကိုဒီဆရာတို့ပြောမယ်ဆိုလို့ရှိရင်အောင်မြင်မှုအမတန်ခဲရင်းတယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဆရာဒီစကားလေးတွေကိုဒီဗီဒီယိုမှာပြောပြနေရဆိုတာ ပင်ပန်းနေကြတဲ့လူတွေကိုဆရာကိုချင်းစာလို့ဆရာကိုတိုင်လည်းအခက်အခဲတွေပင်ပန်းမှုတွေအများကြီးဖြတ်တန်းခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုချင်းစာပြီးတော့ဒီဗီဒီယိုလေးကိုဆရာရိုက်ပေးလိုက်တာပါအဲ့တော့ဗာလဲဆိုလို့ရှိရင်မိမိအတွက်အချိန်ပေးပါ ဆရာတို့ဘာသာတရားတွေကိုလေ့လာကြည့်ပါပါကျုပ်ဆရာတို့ဘုရားကြီးဟောတဲ့တရားတွေပဲဖြစ်ဖြစ်ဆရာပြောမယ်ဆိုလို့ရှိရင်ခဏတစ်ဖြုတ်ငြိမ်းချမ်းသွားစေမယ့်မိမိစိတ်ကလေးကိုခဏလေးအနာပေးပေးပါလို့ဆရာတိုက်တွန်းပါတယ်ဒါမှကိုယ့်ရဲ့တကယ်နေတိုင်းရှင်သန်ရည်တည်မှုတွေဒီအောင်မြင်ပါပါဘာလို့လဲဆိုလို့ရှိရင်ဆရာတို့မငြိမ်းချမ်းသေး၍ပင်ပန်းမှုဆိုတာရှိနေမှာပဲချမ်းသာခြင်းလို့ကြိုးစားကြိုးစားနေပူပင်ပန်းနေကြတဲ့လူတွေများမယ် ပြည့်စုံခြင်းလို့ကြိုးစားရင်ကြိုးစားရင်ပိုပင်ပန်းနေကြတဲ့လူတွေများမယ်ဆိုလို့ရှိရင်ခဏလေးတစ်ဖြုတ်ချိန်လေးပေးပြီးတော့မိမိကိုမိမိငြိမ်းချမ်းအောင်လုပ်ကြည့်ပါဆရာတို့ပြောမယ်ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ငြိမ်းချမ်းတဲ့အခါမှာအတွေးတွေကပို့ပြီးတော့ပေါ်ပေါက်လာပေါ့ငါရှေ့ဆက်ပြီးတော့ဘာလုပ်မယ်ဘယ်လိုသွားမယ်ဆိုတာအဲ့ဒါတွေဒီမှန်ကန်တဲ့အရာတွေဖြစ်တယ်ပေါ့ ဘာလို့လဲဆိုတော့နေတိုင်းနေတိုင်းပူလောင်နေတယ်ကြောင်ကျနေတယ်ကိစ္စတွေများလာရင်ရှေ့ဆက်ဖို့ခွန်အားတွေတောင်ပျောက်ဆုံးသွားတတ်တယ်ဒီကာလာကြီးမှာဘာလဲဆိုလို့ရှိရင်စီးပွားရေးတွေလူမှုရေးတွေကိစ္စတွေမဟုတ်ဘဲနဲ့ဒီအိမ်ဆောင်ရေးကိစ္စတွေဒါတွေကအစအမျိုးစုံဖြစ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ခဏလေးအသက်ရှူကြပါလို့ခဏလေးအချိန်ပေးကြပါခဏလေးငြိမ်းချမ်းအောင်နေကြပါလို့ဆရာတော့အကြံပြုပါတယ် ြီးနေတာလေးကိုခဏလေးရက်ပြီးတော့ပုံမှန်လမ်းလျှောက်ဖို့ဇာတိုက်တွန်းတာပါဘာလို့လဲဆိုလို့ရှိရင်ဒါမှငြိမ်းချမ်းပဲအဲ့တော့ဘာသာရေးများများလို့ပါကုသိုလ်ရေးများများလို့ပါမိမိရဲ့ငြိမ်းချမ်းမှုကိုထူထောင်ပါလို့ဆရာဒီနေရာကနေပြီးတော့ပြောလိုက်ပါတယ်မိမိချစ်တဲ့လူတွေကိုချစ်တဲ့အကြောင်းကိုပြောပြပါမိမိတံမိုးထားတဲ့လူတွေကိုကိုတံမိုးထားတဲ့အကြောင်းကိုပြောပြပါသူတို့ကလည်းကိုကိုတံမိုးထားရတယ်ဆိုတာပေါ်ပေါက်လာပါလိမ့်မယ်အဲ့ဒါဒီ healing လောက်တာပါဆရာတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေတော်တော်များများသည့် တဦးတယောက်ကိုမေတ္တာရှိတယ်ချစ်ချင်းနေရှိတယ်ဆိုလို့ရှိရင် ပြောဖို့အမတန်ဝင်လေးကြရတယ်ပေါ့နော်အဲ့ဒီဟာကိုဇာတို့ကစူးစမ်းကြည့်ပါဘာလို့လဲဆိုလို့ရှိရင်မေတ္တာတရားပေးအပ်တယ်ဆိုတာအမတန်ကောင်းတဲ့အရာဖြစ်ပါတယ်လို့အားလုံးပဲမင်္ဂလာပါခင်ဗျာ